ဘဲမလဲဘဲမလဲဘဲမလဲအင်္ဂလိပ်စာအခြေခံမပိုင်လို့ညီးနေတဲ့ကောင်တွေဘဲမလဲရှိလားမင်းတို့လာခဲ့လာခဲ့လာခဲ့ဒီမှာမင်းတို့ကိုဖြုတ်ပြီးတော့မှာโอเคအင်္ဂလိပ်စာမှာ0 to hero grammar ပေါ့အင်္ဂလိပ်စာမှာအခြေခံပိုင်သွားမှာက0ပိုင်မယ် hero ဆိုတာကအင်္ဂလိပ်စာကိုဆရာကြမယ်အင်္ဂလိပ်စာမှာအခြေခံပိုင်မှုဆိုရင်0 level ကိုလုံးဝပိုင်ဖို့လိုအပ်တယ်အင်္ဂလိပ်စာအခြေခံလုံးဝအစ basic မှာ level နှစ်ခုရှိတယ် level ပေါ့နော် level မှာနှစ်ခုပိုင်းထားတယ်ပထမတစ်ခုက8 parts of speech ရယ်ဒုတိယတစ်ခုက sentence structure ရယ်8 parts of speech ဆိုတာဘာလဲအင်းအင်းဆောက်မယ်ဆိုပါစို့မင်းတို့လိုအပ်တဲ့အုတ်ထုံသေးကြောင်မှန်ပြတင်းမောက်တကားအကုန်လုံးအဲ့ဒါတွေအကုန်လုံးရှိမှအင်းဆောက်လို့ရတာမဟုတ်ဘူးလားဒီအဲ့ကောင်တွေလိုပဲတူတူပဲဆရာတို့အင်္ဂလိပ်စာမှာစာကြောင်းတွေတိစောက်တဲ့စကားပြောရတဲ့နေရာမှာလည်းစာကြောင်းတွေတိစောက်ပြီးတော့ပြောကြမယ်ပြည့်စုံတဲ့စာကြောင်းတွေတိစောက်ကြဖို့ဆိုရင်ဒီ၈ခုပါတယ် ဒီချက်ကမရှိဘဲနဲ့စာကြောင်းဒီဆောက်လို့မရအောင်ဆောက်မယ်ဆိုလေခဏလေးနဲ့ပြိုသွားမှာအတိတ်ပဲမရှိဘူးနောက်တစ်ခုကနံပါတ်2က sentence structure ပထမတစ်ခုကိုပြောပြမယ်အဲ့ part of speech ဆိုတာဘာလဲခုနပြောသလိုပဲနော်အိမ်ဆောက်မှာလိုအပ်တဲ့အုတ်ထုံးသေးကြောက်ဘာညာတတကကွာတကားတွေဘာညာဟုတ်ပြီနော်ပထမတစ်ခု noun နာနေပြောတာဒုတိယတစ်ခု pronoun နာအစားသုံးတဲ့ noun no နာအစားသုံးတဲ့ကောင်က pronoun တတိယတစ်ခု verb action တွေကိုပြောပြတယ်လှုပ်ဆောင်ချက်တွေကိုပေါ်ပြတယ် for adjective noun တွေကိုထူးပြတဲ့ကောင် adjective လို့ခေါ်တယ် noun ရဲ့ကွန်တက်တစ်ကို အနှိမ့်မြတ်တတ်ကြလို့လို့ကစားတဲ့ကောင်ကို agitate လို့ခေါ်တယ် number 5 evap ဒီကောင်က agitate your evap your sorry agitate your vap your evap your ဒီကောင်နေကုန်းလို့လိုက်ပြီးတော့ support တာ how when where ဘယ်လိုလဲဘယ်လိုမျိုးပြုတ်လောက်တာလဲဘယ်နေရာမှာလဲဘယ်ချိန်မှာလဲအဲ့လိုအထူးပြုတဲ့ကောင် evap လို့ခေါ်တယ် number 6 prepositions စာကြောင်းနေနဲ့ noun တွေ pronoun တွေကိုစက်ပေးတဲ့ဇာတ်ကစားလေးဖြစ်ပါတယ် preposition ကဥပမာနေနဲ့အလွယ်ပြောရမယ်ဆိုရင်တော့နေရာပြပုံတွေကိုဖော်ပြတဲ့ကောင်နော် ောက်တစ်ခုက seven conjunction conjunction ဆိုတာပါလေ conjunction ဆိုတာဇကဇက်လို့မြန်မာလိုသိမှတ်လို့ရတယ်ဒါကဘာလဲဆိုတော့စာကြောင်းတွေနဲ့ဇကဇုတွေနဲ့တခြားစာကြောင်းတစ်ကြောင်းနဲ့စာကြောင်းတစ်ကြောင်းနဲ့ကြောင်းဆက်မယ်ဇကဇုတစ်စုနဲ့တစ်စုဆက်မယ်နော်စာကြောင်းနဲ့နောင်းနေဆက်မယ်စာကြောင်းနဲ့ pronoun နဲ့ဆက်မယ်အကုန်လုံးဆက်ချင်တဲ့အကုန်လိုက်ပြီးတော့ဆက်တာကို conjunction လို့ခေါ်တယ် number 8 interjection ဘာလဲဆိုတော့အမေဒိအမလေးလောင်နားလိုက်တာ wow oh no oh yes အဲ့ဒါအကုန်လုံးကို interjection လို့ခေါ်တယ် number 2 sentence structure sentence structure ဆိုတော့ဘာလဲဆိုတော့ subject verb object ။စာအုပ်ချက်မှာဒီခု၃ခုရှိကိုရှိရတယ်။ subject ဆိုတာပါလဲဘာအလုပ်လုပ်လဲ verb ဆိုတာပါလဲဘယ်လိုလုပ်လို့လဲ object ဆိုတာပါလဲဘယ်လိုလုပ်လို့လဲဘယ်လိုအထူးပြုလဲဘာတွေရှိလဲဘယ်နေရာရှိလဲ။ဒါတွေအကုန်လုံးကို basic လို့ခေါ်တယ်။ဒီနှစ်ခုပိုင်ရင် basic ကလှည့်ကြည့်စရာမလိုလုံးဝ okay စေရမယ်။ဒီကောင်နေနဲ့ပတ်သက်တဲ့ဒီရှစ်ခုအသေးစိတ်လာမယ် subject ပါလဲ verb ပါလဲ object ပါလဲဆိုတာတော့ page မှာတင်ပြထားပြီးသားပါ။ Okay ။